Miss Universe ဘဘိုးတရဖူဆုရှင်ခင်ရတနာစိုးဟာအရင်ကအိမ်တွင်အကြမ်းဖက်မှုတွေကိုကြုံတွေ့ခဲ့ရတယ်လို့ဆိုပါရယ်ခင်ခင်အတွက်တော့အိမ်တွင်အကြမ်းဖက်မှုတွေရဲ့ဆိုးရွားတဲ့အကျိုးဆက်တွေကိုခံစားခဲ့ရတာစိတ်မကောင်းကြပါပဲသူ့အနေနဲ့ဘဝမှာအခွင့်အရေးတွေအများကြီးကိုဆုံးရှုံးခဲ့ရုံနဲ့မကပဲနဲ့ပညာရေးမှာပါထိခိုက်နေနိုင်စေခဲ့တယ်လို့ဆိုပါရယ်သူ့ရဲ့ပခုံးမှာရရှိတဲ့ပြင်းထန်တဲ့ဒဏ်ရာကြောင့်မလို့ဘောဂဗီတာဘာသာရပ်မှာစာမြင့်နိုင်မဲ့ကြာရှုံးခဲ့တာဖြစ်ပါတယ်အဲ့ဒီဒဏ်ရာက9လ6လလောက်ကြာမှတတ်တာသွားတယ်ဆိုတော့သူ့ရဲ့နာကျင်မှုကိုတွေးကြည့်ရုံနဲ့ခံစားလို့ရမယ်လို့ ်ချင်ပါတယ်။အင်တာဗျူးပြီးတဲ့နောက်ပိုင်းမှာမိသားစုစီးပွားရေးကိုလုပ်ပိုင်ခွင့်မပေးခဲ့ဘူးလို့လည်းဆိုပါတယ်။အခုလိုမျိုးနာကျင်စရာကောင်းတဲ့အင်တာဗျူးကိုအဆုံးသတ်ဖို့အတွက်သူ့ရဲ့ပခုံးမော်ကဒံယာကအရေးပါတဲ့တက်သေးတစ်ခုဖြစ်တယ်လို့လည်းဆိုနိုင်ပါတယ်။ခေရနာဆိုးကရှစ်ဆက်ပြီးတော့အိမ်တွင်အကြမ်းဖက်မှုတွေရောနေသွားစေဖို့အတွက်ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့လှုပ်ရှားနေတာဖြစ်ပါတယ်။သူကလူမှုဟောပြောပွဲတွေပြဟိတလုပ်ငန်းတွေမှာအိမ်တွင်အကြမ်းဖက်မှုရဲ့ဆိုးကျိုးတွေကိုအတိပေးပညာပေးမှုတွေလှုပ်ဆောင်သွားမယ်လို့လည်းပြောကြားခဲ့ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့အိမ်အောင်ရေးတွေပြုတ်ပွဲသွားစေဖို့မဟုတ်ဘဲနဲ့အိမ်အောင်ခုမှလုံခြုံတဲ့ က်စိတ်ဓာတ်မျိုးကိုတိဆောက်စေခြင်းလည်းလို့ဆိုပါရယ်ဒါကအတန်းဖတ်မှုပြင်ဆင်တဲ့လူအဖွဲ့စီတစ်ခုကိုတိဆောက်ဖို့သူ့ရဲ့စိတ်ရင်းစေတနာကိုချင်ဟပ်ပြသနေတာပဲဖြစ်ပါရယ်ခင်ခင်ကအတိတ်ကနာကျင်စရာတွေကိုကြောင်းလာပြီးတော့အားအင်အပြည့်နဲ့ရှေ့ဆက်သွားမယ်လို့ဆုံးဖြတ်လိုက်တာကသူ့ရဲ့ခိုင်မာတဲ့စိတ်ဓာတ်ကိုပြသနေတာပဲဖြစ်ပါရယ်